သူရင်ကမြို့ကြီးပြကြီးကနမကြီးတက္ကသိုလ်တစ်ခုမှာចောင်းသားတူဖြစ်ပါတယ်။သူရင်ကအရာရာကိုသိပ္ပံနေကြယုံကြည်တဲ့သူဖြစ်ပြီး တရေတစင်မှောက်ပညာတွေကိုလုံးဝမယုံကြည်တဲ့သူပါတညမှာတော့သူနဲ့သူ့တငယ်ချင်း၃ယောက်ကိုကိုဝေရန်နဲ့နှင်းဝေတို့ဟာမြို့ပြဒါနာကြီးတစ်ခုအကြောင်းကိုပြောဆိုညှဉ်းပန်းနေကြပါတယ်ဒီမြို့ရဲ့အစွန်ပြားမှာနှစ်ပေါင်းများစွာမီးမလင်းတော့တဲ့လမ်းမီးတိုင်အမှတ်၁၀၀ရက်ရှိတယ်ညတနင်္လာတိတိမှာအဲ့ဒီမီးတိုင်အောက်ကိုသွားပြီးတော့မင်းငါ့ကိုစောင့်နေတာလားလို့သုံးကြည့်အောင်ခေါ်ရင်မီးတိုင်ကလင်းလာပြီးတော့မင်းရဲ့အနာဂတ်ဒါမှမဟုတ်မင်းရဲ့ချစ်ဆုံးသူဘယ်ချိန်တည်မလဲဆိုတာကိုပြပေးလိုက်မယ်တဲ့ဒါပေမဲ့အဲ့ဒီနောက်မှာလိုက်လာတဲ့အ ရာကိုဘယ်သူမှမရှင်းသင်နိုင်ဘူးလို့ပြောကြတယ်။သူရင်းကအဲ့ဒန်နာကြီးကိုလူကြီးတွေရဲ့အတိတ်ပဲဖန်တီးမှုလို့သတ်မှတ်ပြီးတော့ရီမောလိုက်တယ်။ဟဲ့ကောင်လေးငါအခုသွားစိန်ခေါ်ပြမယ်။ဘာမှမဖြစ်ဘူးဆိုတာတက်တည်ပြရတာပေါ့လို့ပြောပြီးတော့စပိန်တစည်းယူကအမှောင်ဖုံးနေတဲ့မြို့ရဲ့အဆုံပြားစီကိုထွက်ခွာသွားခဲ့ပါတယ်။လမ်းမရိုင်အမှတ်တရတဟာမြို့အစွန်လမ်းနာကတိတ်ဆိတ်ငင်းတက်နေတဲ့လမ်းဟောင်းတစ်ခုပေါ်မှာရှိနေပါတယ်။ပဝင်းကျင်ကတပင်တွေကအရင်မဲကြီးတွေလိုဖြစ်နေပြီးတော့လာရောက်တော့ကောင်းကောင်းကြားရောက်ပါတယ်။သူတွေကလက်ထဲကဖုန်းနဲ့အချိန်ကိုကြည့်လိုက်တော့ ညတနိုင်တိတိပြီးတော့မီးတိုင်အောက်မှာထိုင်လိုက်တယ်။မီးတိုင်ရဲ့ပုံစံဟာပုံမှန်ထပ်ပူရှည်ပြီးတော့ကျင်းမြောင်းနေသလိုခံစားရတယ်။မီးရင်ကလည်းကျိုးပဲ့ပျက်စီးနေပေမဲ့ဖန်သားတွေကပုံမှန်မဟုတ်ဘဲနဲ့နတ်မောင်နေတယ်။သူရင်ကယူကျင်စိတ်ကိုထိမ့်ပြီးတော့အတန်ကြင်ကျင်နဲ့ပထမအချိန်မှာအော်ခေါ်လိုက်တယ်။မင်းငါ့ကိုစောင့်နေတာလား။ ဘာတမ်းမှမကြရဘူးတိတ်ဆိတ်မှုကလွှမ်းမိုးထားတယ်သူတွေကဒါပဲလေဘာမှမဖြစ်ပါဘူးလို့ပြောပြီးတော့ဒုတိယအကြိမ်ထပ်អော်ခေါ်လိုက်တယ်မင်းငါ့ကိုစောင့်နေရလားဒီတစ်ချိန်မှာတော့မီးတန်ရဲ့ထိပ်ဖြားနေတန်ကြီးနဲ့နဲ့ဆွေးမြင်နေတဲ့အမွှေးသက်တစ်ခုကိုရှူချိုက်လိုက်ရတယ်လို့ခံစားလိုက်ရတယ်။သူ့ရေပြားတွေဟာအစ်ဆက်တောက်တင်းသွားတယ်။နောက်ဆုံးတတိယချိန်မှာတော့သူရဲ့လေတံကအရင်လိုတည်ကြည်မှုမရှိတော့ဘူး။တမျိုးကြီးလေးလံနေတယ်။ မင်းငါ့ကိုစောင့်နေရလားဖြချင်းဆိုသလိုပဲမိတိုင်ဟာတကနာအတွင်းမှာတုန်ခါသွားပြီးတော့အထက်ကနတ်မောင်နေတဲ့ဖန်လုံးထဲကနေထူးဆန်းတဲ့အစိမ့်အောင်အလင်းတစ်ခုကထွက်ပေါ်လာတယ်။အလင်းကတောက်ပလုံးနာတက်ကိုဆူးရှပြီးတော့နာကျင်စရာကောင်းနေတယ်။ပဝန်းကျင်တစ်ခုလုံးကရုတ်တရက်အလင်းအောင်အောက်ကိုကျရောက်သွားတယ်။အဲ့ဒီအလင်းထဲမှာပုံရိပ်သုံးခုကိုသူ့ရင်တွေ့လိုက်တယ်။သူ့ရဲ့လက်ရှိမျက်နှာနဲ့ပုံရိပ်တူတစ်ခုဖြစ်နေပေမဲ့မျက်လုံးတွေဟာသွေးတွေနဲ့ပြည့်နေပြီးတော့ကြောက်လန့်တကြားအော်ဟစ်နေတဲ့ပုံ သူ့ချစ်ဆုံးတငယ်ချင်းနှင်းဝေဟာမြေပြင်ပေါ်မှာသူ့ရင်ထဲလင်းနေတဲ့ပုံနိုင်တလုံးပုံလေးဖြစ်ပြီးတော့တိုတောင်းတဲ့အချိန်အတိုင်းအတာတစ်ခုကိုညွန်ပြနေတယ်။ဥပမာရပ်ပေါင်း80သူရင်ကကြောက်လန့်တုန်လို့သွားတယ်ဒါဟာသူ့စိတ်ကဖန်တီးလိုက်တဲ့ပုံရိပ်တွေလားဒါမှမဟုတ်တကယ့်အနာကလားသူတွေနောက်လှည့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ခန္ဓာကိုယ်ကတောက်တင်းနေပြီးလှုပ်လို့မရဖြစ်နေတယ်။ အဲ့နောက်မှာတော့လမ်းမီးတိုင်ဟာစတင်ပြီးတော့တဖြည်းဖြည်းလှုပ်ရှားလာခဲ့တယ်။မီးတိုင်ရဲ့အောက်ခြေကမျက်နှာပြင်တွေကနေအမြစ်တွေလိုရုပ်ထွက်လာပြီးတော့ခြေတော်နှစ်ချောင်းဖြစ်ပြောင်းလဲသွားခဲ့တယ်။မီးတိုင်တစ်ခုလုံးဟာရှည်လျားပြီးတော့ပိန်ပါတဲ့အယိုးကောင်းတစ်ခုဖြစ်ပြောင်းလဲသွားတယ်။ မိရရဲ့ထိပ်ဖျားကအစိမ်းအောင်ပြီးလုံးဟာလဲမျက်လုံးကြီးတစ်လုံးဖြစ်ပြောင်းလဲသွားပြီးတော့သူ့ရင်ကိုဆူးဆူးဝါးဝါးစိုက်ကြည့်နေတယ်။အဲဒီပုံသဏ္ဍာန်ကသူ့ရဲ့ချောက်တွေ့ပြီးအကွဲနေတဲ့တကန်းတွေနဲ့စကားဆပြောလိုက်တယ်။မင်းကငါ့ကိုစောက်နေတာလား?ဟုတ်တယ်ငါမင်းကိုစောက်နေတာ။လမ်းမီးတိုင်တွေကမီလင်းုံတွေမဟုတ်ဘူး။သူတို့ကစောက်ကြည့်တယ်။ ငါ့ကိုခေါ်လိုက်ပြီဆိုတော့မင်းရဲ့အနာကဟာငါ့ရဲ့လက်ထဲမှာရောက်နေပြီအဲဒီတတော်ဝါကြီးကသူ့ရဲ့ရှေ့လျားတဲ့လက်တံလိုမျိုးဖြစ်နေတဲ့လက်နက်ပကုံသူ့ရဲ့စီကိုစန်တန်းလိုက်တယ်သူရင်ကနောက်ဆုံးအိုင်းအင်တွေနဲ့ရုန်းကန်ပြီးတော့လွတ်မြောက်ခဲ့တယ်သူစပိန်ကိုကောက်ယူပြီးတော့အသက်လှူပြီးထွက်ပြေးခဲ့တယ်နောက်ကနေလမ်းပြီးတဲ့တတော်ဝါရဲ့လိုက်လာတဲ့အတန်း တန်ချီးနေတဲ့တက်ကိုင်းတွေကိုပုတ်တိုက်တဲ့ကြောက်မက်ပွက်အတန်ကိုကြားနေရတယ်။မြို့ထဲကိုပြန်ရောက်တော့သူဟာတက္ကသိုလ်ကျောင်းဆောင်ရဲ့မင်းမွေးကတငယ်ချင်းတွေရှိတဲ့နေရာစီကိုပြေးလာခဲ့တယ်။တငယ်ချင်းတွေကစောင့်နေတော့မသူ့ကို။ဟဲ့ကောင်ဘာဖြစ်လာတာလဲ။မင်းရဲ့မျက်နှာဘာဖြစ်လာလဲ။ကိုကိုကလန့်ပြီးမေးလိုက်တယ်။သူတွေကဘာမှပြန်မဖြေနိုင်မင်းနဲ့မောဟိုက်နေတယ်။အဲ့ဒီချိန်မှာပဲသူမြင်ခဲ့တဲ့ဒုတိယပုံကြီးကိုတတိယပြီးတော့နှင်းဝေကိုဆွဲပြီးထွက်ပြေးကိုကြိုးစားတယ်။နှင်းဝေထွက်ပြေးအခုထွက်ပြေး ူမပြောခင်မှာပဲသူတို့ရဲ့အပေါ်ဘက်ကနေလမ်းမီးတရားရုတ်တရက်ဆိုသလိုကြိုးကြလာခဲ့ပြီးနှင်းဝေရဲ့ခေါင်းပေါ်ကိုဓာတ်ရိုက်ကြရောက်ခဲ့တယ်။သူရိုက်နဲ့လဲကျသွားတဲ့နှင်းဝေကိုမြင်လိုက်ရတယ်။သူတွေကသူမြင်ခဲ့တဲ့ပုံရိပ်တွေနဲ့လက်တွေ့ဖြစ်ရတဲ့တစ်ထက်တည်းကြနေတာကိုတွေ့လိုက်ရတယ်။အိလေးကစပြီးသူတွေဟာစိတ်ပိုင်းဆိုင်ရာခြုံရင်းသွားပြီးတော့သူ့ကိုဆော့ရှောက်ဖို့စေယောဂါကိုစေယုံတစ်ခုစီကိုပို့ဆောင်လိုက်ရတယ်။စေယုံတွေကမှန်တစ်ခုကိုသူစိုက်ကြည့်နေတော့မှရုတ်တရက်သူ့ရဲ့မျက်နှာကသွေးတွေနဲ့ပြည့်နေပြီးကြောက်လန့်တကြအော်ဟစ်နေတဲ့ပုံကိုမှန်သေးပါပြင်မြင်လိုက်ရတယ်။ ဒါဟာသူမီးတံအောက်မှာမြင်ခဲ့ရတဲ့ပထမဆုံးသောပုံရိပ်ဖြစ်ပါတယ်။သူတွေကသူ့ရဲ့မျက်လုံးကိုပိတ်လိုက်ပြီးတော့ပြန်ဖွင့်တဲ့အခါမှာသူ့ရဲ့နောက်မှာသူ့ကိုစောက်ကြည့်နေတဲ့လမ်းမီးတိုက်တရဝါရဲ့အရိပ်ကိုမြင်လိုက်ရတယ်။အဲဒီတရဝါကသူ့ရဲ့အနားနောက်ကပ်ပြီးတတူးလေးပြောလိုက်တယ်။မီးရဲ့ချင်ကောင်ကစောက်ကြည့်နေတယ်။လမ်းမီးတိုက်ရဲ့ပုံရိပ်ဟာသူ့ရဲ့အနာကပ်မှာအမြင်နဲ့ရှိနေတော့မယ်။သူဟာတည်ဆုံးရမယ့်ရပ်ပေါင်း80ကိုစောက်ဆိုင်ရင်ရွတ်တမှုနဲ့နေထိုင်သွားပါတော့တယ်။